ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကယင်ပြည်နယ်မြောက်ရီမြို့နယ်မှာရှိတဲ့ DKBA ထိန်းချုပ်ထားတဲ့မေးလပံကြီးပါကကြားဖြတ်အလုသမားတထောင်ကျော်ဟာတောင်ရင်းနယ်ကိုဖြတ်ကူးပြီးတော့ထိုင်းနိုင်ငံနယ်ကိုဝင်ရန်စူးစမ်းနေတော့လေထိုင်းစစ်တပ်ကအဝင်မခံဘဲနဲ့ မြန်မာဘက်ချမ်းကဲရဖူးမှာတောင်းတင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ25ရက်နေ့ညပိုင်းကမဲလပန်ကြေးရွာမှာရှိတဲ့ကြားဖြတ်အလုပ်ယုံများကနေထွက်ပြေးလာတဲ့နိုင်ငံသားသားအယောက်တထောင်ကျော်ဟာတောင်ရင်တွေကိုဖျက်ဆီးပြီးတော့ထိုင်းနိုင်ငံတွေကိုဝင်ရန်စူးစမ်းခဲ့ကြတယ်လို့သိရပါတယ်။ဒါပေမဲ့ထိုင်းစစ်တပ်ကအဝင်မခံဘဲနဲ့တညာလုံးစောင့်ကြည့်နေခဲ့တယ်လို့သိရပါတယ်။မနီညာကတောင်ရင်ရဲ့ကန်နဖူးမှာနိုင်ငံသားသားအယောက်တထောင်ကျော်တဲ့ခိုင်းဘက်ကိုဝင်ဖို့ကြိုးစားနေတာမင်းလက်ဘန်ကနေထွက်ပြေးလာတာပေါ့ခိုင်းဘက်က သူ့ထိုင်းလူမျိုးကလွဲရင်အဝေးမခံဘူးထိုင်းလူမျိုးတွေကိုတော့ပြန်လက်ခံပေးတယ်လို့ထိုင်းမြန်မာနယ်စပ်သတင်းရေးမြစ်ကပြောဆိုထားပါတယ်နိုဝင်ဘာလ22ရက်နေ့မှာမြောက်ရီမြို့နယ်မဲလပံခြေရွာမှာ KNU နဲ့စစ်တပ်ကြားတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်စစ်တပ်ကဗျူဟာမှုနိုင်လွင်ဦးဆောင်တဲ့တပ်များနဲ့ DGB ဘက်ကစိုင်းကျော်လာဦးဆောင်တဲ့ပူးပေါင်းတပ်များကမင်းလက်ဘက်မှာရှိတဲ့ KNU တပ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်တယ်လို့သိရပါဗျ။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် DGB ရဲ့စခန်းကို KNU ကသိမ်းပိုက်နိုင်ခဲ့ပြီးတော့ DGB တပ်ဖွဲ့ဝင်230ကျော်လက်နက်ချခဲ့ကြောင်း KNU ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါဗျ။ KNU က DGB တပ်များတပ်ဆွဲထားတဲ့အထက်ထက်သောလုံခြုံရေးအစီအမံများနဲ့ကြီးမားသောဂိတ်များပါရှိတဲ့လုံခြုံရေးအစိတ်အမြစ်နဲ့ခြံဝင်းတစ်ခုကိုပါပိတ်ပတ်ရရှိခဲ့ပြီးတော့ လူရပေါင်းများစွာကိုတရားမဝင်ခြုံနှောင်ထားတဲ့ကြားဖြတ်အလုယုံများကိုလည်းတွေ့ရှိခဲ့ရတယ်လို့ပြောပါတယ်။အဲ့ဒီအလုယုံများကအခြေအနေများကိုတော့ဆက်လက်ဖော်ထုတ်နိုင်ရအတွက်နိုင်ငံတကာကို KNU ကအရေးပေါ်အကူအညီတောင်းဆိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။